တထဦးမြို့နယ်မှာစစ်တပ်ကလူငယ်များကို ပေါ်တာဆွဲနေတယ်လို့မြို့ကံများဆိုမန္တလေးတိုင်းတထဦးမြို့နယ်တွင်စစ်တပ်ကပေါ်တာဆွဲမှုများကိုဇက်တိုက်ပြုလုပ်နေပြီးယခုအပတ်တွင် လူငယ်တရာအထိဆွဲယူရန်စီစဉ်ထားကြောင်းမြို့ကံများထံမှသိရပါတယ်စစ်မှုရန်ပတ်စဉ်20အတွက်တထဦးမြို့ပတ်ဝန်းကျင်ရှိခြေရွာများတွင် အော်တိုဘာလနောက်ဆုံးပတ်ကလေးကပေါ်တာဆွဲမှုများစတင်ခဲ့ရာလူရေ30တာရရှိသေးသဖြင့် နောက်ထပ်80ကိုထပ်မံခေါ်ယူရမယ်လို့အုတ်ချုပ်ရေးတာဝန်ရှိသူများကပြောဆိုခဲ့ကြအောင်မြို့ကံများထပ်မှသိရပါတယ်။မြို့ပေါ်မှာည9နာရီဆိုရင်ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ဆွဲတာကတော့ထွေအုပ်၊ရဲစစ်သားစုဆောင်ရေးတွေပူးပေါင်းပြီးဆွဲတာလို့မြို့ကံတအူကပြောပါတယ်။ပေါ်တာဆွဲခံရသူအများစုမှာခြေရွာများဘက်မှမျိုးပေါ်သို့အလုတ်လာရောက်လုတ်ကင်သူများဖြစ်ပြီးမနက်အစောပိုင်းနဲ့ညနေခင်းများမှာ ုံမိုဆွဲယူလေးရှိကြောင်း သိရပါတယ်။နိုဝင်ဘာလအတွင်းစစ်တပ်ကအပတ်စဉ်20အတွက်စစ်မှုထမ်းတပ်သားများခေါ်ယူနေရမိထီလာပျော်ပွဲညာဦးကြောက်ပရောင်စတဲ့မြို့များမှာ ပေါ်တာဆွဲမှုများဇက်တိုက်ပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ရှင်။